နိခန္ဓာရဲ့အယူဆရစာတော့သူကတတ်တဲ့လူကတဝက်စားတဲ့လူကတဝက်တဲ့50 50တဲ့50 50ဒီတာဝန်ရှိတယ်ဒီလိုဆိုတယ်သူတို့ကသူတို့အယူဆကနော်အဲ့ဒီလိုလဲဟောပြောတယ်မြတ်စွာဘုရားကိုတိဟစစ်သူကြီးကတာဟင်းနဲ့ဆွန့်ကတ်တဲ့အခါမှာနိခန္ဓာတွေကမြို့ထဲလှည့်ပြီးတော့ရှုတ်ချဒီသားကောင်လေးတေးရတာဟာယဟန်ဂေါတမကိုအကြောင်းပြုသေးတာ အဲ့တော့ယဟန်ဂေါရမဟာသားကောင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီးဒီအကုသို့တဝက်တောင်းဝန်ရှိတယ်ပေါ့။ဟောဒီလိုဆိုတာနော်။ဒါကြောင့်မို့ဂဏိခေတ်မှာလည်းပြောတယ်လေ။ဂဏိခေတ်မှာလည်းပြောကြတယ်။အသားစားတဲ့ပုဂ္ဂိုလ်ဟာတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဝက်အကုသို့နဲ့ပတ်သက်တယ်လို့ဒီလိုဆိုတယ်။အဲ့တော့မြတ်စွာဘုရားကကြတော့အဲ့ဒါလို့မဆိုဘူးမြတ်စွာဘုရားကကြည့်ကိုယ့်လက်မှာတဲ့အနာမရှိဘူးဆိုရင်စိတ်ကြိုက် အဲ့ဒီစိတ်ဟာအနာမရှိတဲ့လက်ကိုဒုက္ခမပေးဘူးဥပမာဒါဥပမာအနေနဲ့ပြောကြည့်ကိုယ်မှာတန့်ပြတ်တဲ့စိတ်ဓာတ်ရှိတယ်ဘယ်သူ့ဘောမှာသေစေလိုတဲ့စိတ်မရှိဘူးဆိုတဲ့အနေမှာကိုယ်နဲ့ပတ်သက်နေတော့လဲကိုယ်မှာဘာအကုသိုလ်မှဖြစ်နေတယ်ဒါကြောင့်မို့လို့ဘုရားရဲ့တရားတော်က intentionally killing ကိုဆိုလိုတယ် intentionally ဆိုတာတမင်ဒီ တမင်တက်တက်တတ်လို့တဲ့စိတ်စေရနာနဲ့တတ်မှသူကဘာနာတိပတ္တာဆိုဖြစ်တာတတ်လို့တဲ့စိတ်လုံးဝမရှိဘူးရွယ်ချက်ရှိရှိနဲ့တတ်မှဒါကလောကဥပဒေမှာလည်းပဲတူတူပဲလေလူတယောက်တူနဲ့တူရံဖြစ်ကြတယ်ရံဖြစ်ရကသူ့ကိုတတ်တယ်လို့တတ်ဖို့လုံးတာမဟုတ်ဘူးမတော်တဆကာကွယ်လိုက်တာနဲ့ဟိုတစ်ဖက်သားတည်သွားလို့ရှိရင် လူတည်မှုသာဖြစ်တာလူသမ်းမှုမဖြစ်ဘူးပေါ့တမင်တတ်တယ်ဆိုလို့ရှိရင်ပုံမှန်မတူဘူးပေါ့လောကဥပဒေတောင်မှပဲအဲ့လိုရှိတယ်အဲ့တော့ဒါကတော့ကိုယ့်ကိုယ်အတိဆုံးပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်တော့ကြောင့်စိတ်တန်ရှင်းနေတဲ့မြတ်အကုသိုလ်ဆိုတာဖြစ်တာမဟုတ်ဘူးတဲ့အကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်ပဲဖြစ်ဖြစ်စိတ်နဲ့ပတ်သက်တာလေးကြီးပဲအကုန်လုံး စိတ်แท้ကပါမအကုသို့ဖြစ်တယ်လို့ဒီလိုရှင်းတာเนาะဒီလိုဆိုတာဒါကြောင့်မလို့ရသော်ဘုရားကနိဂန္ဓနာတဗုဒ္ဓလို့ပြောတဲ့အထဲမှာအေးအသားစားယုံနဲ့ဒီထဝက်ထဝက်အကုသို့အပြစ်ရှိတယ်ဆိုတာမဟုတ်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုတော့စဉ်းစားကြည့်ပေါ့စားတဲ့လူရဲ့စိတ်တတ်တဲ့လူရဲ့စိတ်ဒီစိတ်နှစ်ခုကိုအခက်ခတ်ကြည့် တတ်တဲ့လူကဒီတရားကိုသိအောင် လုပ်တယ်ဆိုကြတဲ့ကသူကဒေါသနဲ့လောက်ရတာလေဒေါသနဲ့လောက်တယ်အသက်ရှင်လျက်ရှိတဲ့တရားကိုချုပ်ကင်ပြီးတော့တတ်ဖြတ်တယ်ဆိုတဲ့စိတ်ရဲ့ဟင်းအနေနဲ့ချက်စားပြီးတော့စားတယ်ဆိုတဲ့စိတ်ရဲ့တူပါမလားမတူဘူးစားတဲ့အချိန်မှာတတ်တဲ့အချိန်လိုသေပါစေဆိုတဲ့စိတ်မရှိဘူးလေဟင်းအနေနဲ့ပဲစားကြတယ် ဲ့ဒါကြောင့်မလို့စိတ်သက်ချင်းမတူလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့အကုသိုလ်ဖြစ်တာချင်းတူလို့ရမလဲမတူနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ရှင်းလင်းချက်ကတော့အမတန်မှထင်ရှားပါတယ်လက်ဖွားမှာအနာမရှိဘူးဆိုရင်အဲ့ဒီလက်နဲ့အစိတ်ကင်လို့ရတယ်ကင်နဲ့လက်ကိုအစိတ်ဟာမတင်နိုင်ဘူးစိတ်မတင်ဘူးဒါကြောင့်မလို့ ရွယ်ချက်နဲ့အကုသိုလ်မလုပ်လို့စိတ်ထဲကအကုသိုလ်စိတ်မပါဘူးဆိုလို့ရှိရင်ဒီအပြစ်မရှိဘူးလို့မြတ်စွာဘုရားလို့ဟောတာအပြစ်မရှိဘူးဆိုတာလောက်ခိုင်းတာပြောတာမဟုတ်ဘူးနော်ကဲရှင်းလင်းပြီးတော့ကြည့်ရအောင်ဘုန်းကြီးတို့တွေကားစီးသွားတာပဲဖြစ်စေကိုကိုယ်တိုင်ကားမောင်းသွားကြတာပဲဖြစ်စေလမ်းလျှောက်သွားကြတာပဲဖြစ်စေလမ်းလျှောက်တဲ့အခါမှာလမ်းအနေနဲ့ခရီးအနေနဲ့လျှောက်ကြတာ အဲ့ဒီလျှောက်သွားတဲ့အပေါ်မှာရောကိုကြောက်ကိုခြေတော်အောင်ရောက်သွားလို့တည်သွားတဲ့တရားတွေရောမရှိဘူးလားအဲ့ဒါလို့ရှိတာရောအကုသို့ဖြစ်တော့မှာပေါ့လို့မို့ဆိုရင်နော်အဲ့ဒီမှာကိုကတည်စီလို့တဲ့စိတ်မရှိသည့်အတွက်ကြောင့်အကုသို့ဆိုမလာဘူးတဲ့အဲ့ဒီချင်း